ဟလာကျွန်တော်တို့ NLD လက်ထက်မှာလဲကျွန်တော်လမ်းနေကျွန်တော်ဥပဒေလက်ထက်မှာကျွန်တော်တောင်ငုတ်လမ်းကို BOT စနစ်နဲ့ကိုငွေကိုဆိုင်လောက်တာတော့အစိုးရဘတ်ဂျက်နဲ့လောက်တာမဟုတ်ဘူးအဲ့ဒါကိုအမျိုးမျိုးကျွန်တော်ကိုတော်တော်တင် NLD လက်ထက်မှာကျွန်တော်ကိုအမျိုးမျိုးလုပ်ပြီးတော့ကျွန်တော်ကိုအတောင့်ရှက်ပေးတယ်ကျွန်တော်စိတ်ညစ်အကြည့်လို့ငွေလဲစိတ်ကတိကျွန်တော်နေရာတွေကမိုးလဲပြားတယ်မြေကြီးတွေကလည်းတန်တူမြေတွေဖြစ်တယ်အရင်လောက်ရခဲ့တဲ့လမ်းကိုကျွန်တော်လုံးနေတာလမ်းက တကယ်ကိုကျွန်တော်ခဏနှစ်ချင်းနဲ့ကျွန်တော်2010ကလုံးတာ2016လောက်မှာကျွန်တော်လမ်းပြီးသွားတယ်တော်ဆက်ခေါ်လောက်မှာဒုက္ခအရင်ပြီးတယ် NLD အမတ်တွေအဲ့ဒါနဲ့စိတ်ညစ်လို့ကျွန်တော်18မှာဒေါ်စားစုကြည်ကိုစာရေးပြီးတော့ကျွန်တော်အဲ့ဒီလမ်းကိုကျွန်တော်စိတ်ထုတ်ငွေအလုံးနိုင်ငံတော်ပေးလူပါတယ်ဆိုပြီးတော့ကျွန်တော်အပြန်အလှည့်တယ်တောင်ကုတ်မဲဆန္ဒနယ်မှာဒေါ်နီနီမေမြင့်မေမြန်ဖို့ဖြစ်ပါတယ် လေးစားပါတော့ပြည်သူ့လွတ်တော်ကုလားကြီးနဲ့တကွာအားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့တောင်ကုန်းမဲဆန္ဒနယ်မှာပြည်သူ့လွတ်တော်ကုစရဲတော်နီနီမင်းမြင့်ဖြစ်ပါတယ်။ကျမအနေဖြင့် BOD စနစ်ဖြင့်ဆောက်လုပ်ခဲ့သောပြည်နယ်ဝယ်ရေးတောင်ကုန်းလမ်းမကြီးနဲ့ပတ်သက်၍မေးခွန်းမေးမြန်းသွားမှာဖြစ်ပါတယ်။ကျမကို PowerPoint PowerPoint ဖြင့်အသုံးတင်ပြဝင်ပြပါရှင်။ ဒီလမ်းမကြီးအားဆိုရင်ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းဒေသကြီးကိုအဓိကဆက်သွယ်ထားတဲ့ပြည်ထောင်စုလမ်းမကြီးဖြစ်ပြီးဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့နေလာတစ္ဆာဆောက်လုပ်ရေးကုမ္ပဏီတို့ဟာ2012ခုနှစ်ဒီဇင်ဘာလ29ရက်နေ့မှာစတင်ပြီး BOT စနစ်ဖြင့်စာချုပ်ချုပ်ဆိုလုပ်ကိုင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါတယ်။ဒါပေမဲ့လို့စတင်လုပ်ကိုင်ခဲ့ပြီး3နှစ်ကြာမှာပဲဆောင်ရွက်နိုင်ခြင်းမရှိလို့ဆိုပြီးလမ်းမရဲ့3ပုံ2ပုံ33ပိုင်းကို18ရက်6လ2013ရက်နေ့မှာပြန်လည်အနှံခဲ့ကြောင်းသိရှိရပါတယ်။ဒီတော့မူလစာချုပ်အရအခွန်3နှစ်ကင်းလွတ်ခွင့်ရရှိတဲ့အတွက် ်နိုင်ငံတော်မှအခွန်တပြားတစ်ချက်မှမရမရပဲနေနာဆုံးချုံခဲ့ရပါတယ်။ဒါအပြင်2019ခုနှစ်မေလ12ရက်နေ့မှာမူလစာချုပ်ကိုပြန်လည်ပြင်ဆင်ချုပ်ဆိုခဲ့တာလည်းတွေ့ရပါတယ်။ဒီနေရာမှာမရှင်းလင်းတာက33မိုင်ကို2013ခုနှစ်ကတည်းကအနှံခဲ့တာဖြစ်ပေမဲ့လည်းစာချုပ်ကို2019ခုနှစ်ကျမှသာပြန်လည်ပြင်ဆင်ချုပ်ဆိုထားတာတွေ့ရပါတယ်။ဒါဟာဘာကြောင့်ဒီလိုပြန်အပ်ခဲ့တဲ့နှစ်နဲ့ပြန်လည်ပြင်ဆင်ချုပ်ဆိုခဲ့တဲ့နှစ်ကွာဟနေရလဲဆိုတာသိချင်ပါတယ်။နောက်တစ်ခါစာချုပ်ပြင်ဆင်ပြီးတစ်နှစ်မပြည့်ခင်73ရက်3လ2017 18ရက်နေ့မှာဆောင်းလုံးရေးဝန်ကြီးဌာနစီမံခန့်ခွဲရေးကော်မတီအမှတ်စဉ်6မြင်းဆောင်2018 ုနှစ်ဟုအရာဟုဆိုကကြံရှိတဲ့လုပ်ငန်းအားလုံးကိုပါဆောက်လုပ်ရေးဝန်ကြီးဌာနလမ်းဦးစီးဌာနမှပြန်လည်ထိမ့်သိမ့်ရန်ဆုံးဖြတ်ဆောင်ရွက်ကြကြောင်းကိုလည်းသိရှိရပါတယ်။တကယ်တမ်းစာချုပ်မှာပါတဲ့အတိုင်းဆိုရင်ဗရိညာန်စာချုပ်ကိုရက်စဲလိုပါကမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှတဆင့်အစိုးရအဖွဲ့သို့တင်ပြအတည်ပြုချက်ရယူရမှာဖြစ်ပါတယ်။ဒါပေမဲ့ဝန်ကြီးဌာနရဲ့တာမန်စည်းဝေးဆုံးဖြတ်ချက်ဖြစ်တာစာချုပ်ကိုဖျက်သိမ်းခဲ့ကြခြင်းဖြစ်တဲ့အတွက်နိုင်ငံတော်အနေနဲ့များစွာဆုံးချုပ်နစ်နာတဲ့အပြင်ဝန်ကြီးဌာနရဲ့လုံထုံးလုံးဤဟာလုံးဝလွဲမနေတာတွေ့ရပါ ါဗါတယ်ဒီတော့နိုင်ငံတော်ကိုစားဆောင်ရွက်တဲ့ဝန်ကြီးဌာနဟာနိုင်ငံတော်နဲ့ပုဂ္ဂလိက BOD စနစ်ဖြင့်စာချုပ်ချုပ်ဆိုလုပ်ကိုင်ဆောင်ရွက်ကြတဲ့ကိစ္စမှာနိုင်ငံတော်နဲ့ပြည်သူမျက်နှာကိုမထောက်ထားဘဲစီးပွားရေးလုပ်ငန်းရှင်ကိုသာတစ်ဖက်သက်ဦးစားပေးခဲ့တာကိုစာချုပ်များအရတွေ့ရှိရပါတယ်ဒီထက်ပိုဆိုးတာကနေလာသစ္စာဆောက်လုပ်ရေးကုမ္ပဏီဟာဒီလုပ်ငန်းကိုအကြောင်းပြပြီး MB ဘဏ်ကနေပြီးတော့ခနစ်တသမ5ဘီလီယံကျပ်ကို20ရက်10လ2011ရဲ့နေ့မှာချေယူချေယူခဲ့ပါတယ်ဒီချေယူတဲ့နေရာမှာလည်းယခုပြည်တောင်ကုန်းလမ်းတ ရ2မိုင်နဲ့တောင်ကုတ်တန်တွဲငပလီလုံးတာမဆင်လန်56မိုင်ခဏဖာလုံးကိုလုပ်ငန်းအာမခံအဖြစ်၎င်းဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့အစိုးရအာမခံအဖြစ်၎င်းကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များပိုင်မွှေ့ပြောင်းနိုင်သောပစ္စည်းများကို၎င်းအာမခံ၍ရွှေ့ယူခဲ့ခြင်းဖြစ်တဲ့ဖြစ်ကြောင်းသိရပါတယ်ဒီနေရာမှာထူးဆန်းအံ့ဩဖွယ်ဖြစ်နေတာကယခုမှစတင်ဆောင်ရွက်ရမယ့်ပြည်တောင်ကုန်းလန်102မိုင်ကိုပါလုပ်ငန်းအာမခံစီရင်ထဲမှာတင်သွင်းထားခြင်းပဲဖြစ်ပါတယ်အဲ့ဒီရှင်းွေကိုလည်းဘန်းနေပြီးတော့ဆိုင်းငန်းကာလ9နှစ်အတိုးရင်းဆက်ကာလ10နှစ်10ရက်ဖြစ်အခြေဆက်ရန် ထုတ်ချိခဲ့တာဖြစ်ဖြစ်ပြီးတော့ဒီနှစ်ထက်ထိဆ ਾਇ ရမဲ့ပထမအရက်နဲ့ဒုတိယအရက်ကိုလုံးဝပေးသွင်းခဲ့ခြင်းမရှိကြောင်းလည်းသိရပါဗျ။ဒီနေရာမှာစဉ်းစားစရာဖြစ်နေတာကငွေချေးဖို့အတွက်လုပ်ငန်းပြခဲ့တာလားဆိုတာပဲဖြစ်ပါတယ်။ဘာကြောင့်ဒီလိုပြောရလဲဆိုရင်လက်ရှိပြည်တော်ကုန်းလမ်းရဲ့အခြေအနေဟာအင်မတန်ဆိုးရွားနေတာပဲဖြစ်ပါတယ်။လက်ရှိလမ်းအခြေအနေကို power point ဖြင့်ဆက်လက်ပြီးတင်ပြအပ်ပါမယ်ရှင်။ Next ဒါဆိုလို့ရှိရင်ဒီနေ့တစ်ထပ်လမ်းပိတ်ဆို့ထားတဲ့စစ်စေးကိတ်ပဲဖြစ်ပါတယ်။ Next ဒါလည်းလက်ရှိလမ်းအရှည်နေပဲဖြစ်ပါတယ် next ဒါလည်းဒါလက်ရှိလမ်းအရှည်နေပဲဖြစ်ပါတယ် next ဒါလည်းလက်ရှိလမ်းအရှည်နေပါ next ဒါကတော့ကျမတို့ဟိုလမ်းတော်တော်များများနေရာတော်တော်များများမှာဒါကဘာကြီးပြောကြနေပြီးတော့ဒီလိုပဲဖြစ်နေတာတွေအများကြီးပါဒါပေမဲ့အချိန်ကတတ်ချက်အရာဒီလောက်ပဲကျွန်မတင်ပြနိုင်တာဖြစ်ပါတယ် next 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 ဟုတ်ကဲ့ရှင်ယခုပြသခဲ့တဲ့ပုံတွေဟာမနေ့ကပဲရိုက်ထားခဲ့တဲ့ပုံတွေပဲဖြစ်ပါတယ်ခုဆိုရင်လုပ်ငန်းပြန်ရခဲ့တာလည်းတစ်နှစ်ကျော်ပြီပဲဖြစ်ပါတယ်ဒီတော့ဒေသခံလွှတ်တော်ကိုယ်စားလှယ်တရားဝင်တွေဖြင့်ပြည်သူတွေနဲ့တွေ့ဆုံတဲ့အခါမှာရောဆိုရှယ်မီဒီယာတွေကနေတဆင်ရောဒီလမ်းနဲ့ပတ်သက်ပြီးတော့တင်ပြတောင်းဆိုမှုတွေရှိနေပါတယ်ကျမကိုယ်တိုင်လည်းလွှတ်တော်နားတိုင်းဒီလမ်းကပဲသွားနေရတာဖြစ်ပါတယ်သွားရတဲ့အခါမှာလည်းကားဟာအရန်ဆိုးကားဟာလမ်းအရန်ဆိုးတဲ့အတွက်လိတ်သွားသလိုပဲသွားနေရပါတယ်ပြည်သူတွေရဲ့ပြစ်တင်ပြိုးဆိုတံတွေကိုလည်းကားစီးတိုင်းအမြဲကြားနေရပါတယ်အဲ့ဒီတော့ကျမအနေနဲ့မေခွန်းထုတ်လို့တာကတော့ BOD စ နစ်နဲ့လုပ်ငန်းလုပ်တယ်မလုပ်နိုင်လို့ပြန်ရတာကိုလည်းလက်ခံပါတယ်ဒီလုပ်ငန်းကိုပြပြီးဌာနကတော့အမခံပြီးတော့ငွေကိုဘီလီယံရှိရှေးပေးထားတယ်ဆက်ရမယ့်အချိန်ရောက်တာတော့တပြားတစ်ချက်မှမဆက်နိုင်ဘူးအဲ့ဒီတော့ BOD ကိစ္စနဲ့ပတ်သက်ပြီးတော့တာဝန်ယူမှုတာဝန်ခံမှုအပိုင်းမှာဌာနအနေနဲ့အားနည်းလို့မနေဘူးလားနောက်ပြည်သူ့လွတ်တော်မှာလည်း BOD စာချုပ်ချုပ်ဆိုပြီးတဲ့လုပ်ငန်းလမ်းမကြီးတွေနဲ့ပတ်သက်ပြီးတော့တည်သွင်းခဲ့တဲ့အဆိုတွေဟာအတည်ပြုပြီးသားဖြစ်ပါတယ်ဌာန အခုဆိုစိတ်တိုင်းကြဆုံးဖြတ်လုတ်ကင်ထားခဲ့တဲ့ဒီလမ်းကိုဌာနလက်ထက်ပြန်ရောက်နေတာလဲတနှစ်ကျော်ပြီဖြစ်တဲ့အတွက်ပြည်သူများအဆင်ပြေချိုးမွေ့သွားလာနိုင်ရဲ့အတွက်ဘယ်လိုကောင်းမွန်အောင်ဆက်လက်ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါသဖြင့်ဥက္ကဋ္ဌကြီးမှတဆင့်ပြည်သူများကိုစားလဲစွာစွာမေးမြန်းပါရရှင်ဆော်လူရေးဝန်ကြီးဌာနကဖြေချရန်ဖြစ်ပါတယ်ဧဇာဘတော်ပြည်သူတော်ဥက္ကဋ္ဌကြီးနဲ့တကွပြည်သူတော်ကိုယ်စားလှယ်များပေးချထားသောဧည့်သည်တော်များလိုမင်္ဂလာပေါင်းနှင့်ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းရင်နှုတ်ခွန်းဆက်သအပ်ပါတယ် ကျွန်တော်ကတော့စောက်လို့ရေးဝင်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်လင်းဖြစ်ပါတယ်။ကျွန်တော်အနေဖြင့်ရခိုင်ပြည်နယ်တောင်ကုန်းမဲဆန္ဒနယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တော်နီနီမေမြင့်မှမြင့်မြတ်ထားတဲ့ပြည်နဝရီတောင်ကုန်းလမ်းမကြီးအား PUD စနစ်ဖြစ်လှုပ်ဆောင်ခဲ့ပြီးစာချုပ်ပါချက်လက်များအားကုမ္ပဏီမှလိုက်နာဆောင်ရွက်ခဲ့မှုရှိမရှိနှင့်ထိုလမ်းမကြီးအားကောင်းမွန်အောင်မိခဲ့သူဆက်လက်စီမံဆောင်ရွက်ပေးမည်နည်းကိုသိရှိလိုခြင်းနဲ့ဆက်လင်းတဲ့မေးခွန်းကိုရှင်းလင်းပြေကြားသွားမှာဖြစ်ပါတယ်။ဒီစားပါတော်ဥက္ကဋ္ဌခင်ဗျာရခိုင်ပြည်နယ်နှင့်ပဲခူးတိုင်းဒေသကြီးတွင်ရှိ ပြည်နယ်ဝရီတောင်ကုတ်လမ်းတရနမိုင်နှစ်ဖားလုံးကိုနိုင်ငံတော်အကြံသားရေးနဲ့ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင်ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် BUD စနစ်ဖြင့်ဆောင်ရွက်အတွက်ကုမ္ပဏီမှအစိုးပြုတင်ပြခြင်းမရှိဘဲရခိုင်တိုင်းရင်းသားပိုင်းကုမ္ပဏီဖြစ်သည့်နေလတ္တစာစောက်လူရေး ကုမ္ပဏီအား7ရက်2လ2030နေ့မှစပြီး BUD စနစ်ဖြင့်တိုက်ရိုက်တာဝန်ပေးဆောင်ရွက်ခွင့်ပြုခဲ့ပြီးတော့တရက်6လ2017ရက်နေ့မှာ MIC ဖြင့်ပြည်ညင်စာချုပ်ချုပ်ဆိုခဲ့ပါတယ် လီလာတစ္ဆာကုမ္ပဏီမှ78ရက်6လနောက်73ရက်နေပြီ၎င်းတို့တာဝန်ယူဆောင်နေသောတရနမိုင်းနဖာလုံးနဲ့မိုင်းတိုင်းအမှတ်47တုံညမှာ84ထီ33မိုင်ကိုပြန်လဲအနံခဲ့တဲ့ဖြစ်ဆောက်လို့ဝင်ဌာနလမ်းဝင်းဌာနမှာတာဝန်ယူဆောင်ရွက်ခဲ့ပြီးတော့မိုင်းတိုင်းတုံညမှာ41ထီ41မိုင်နဲ့မိုင်းတိုင်းအမှတ်84မှတရနှစ်မြန်ဆောင်နှစ်ထီ28မိုင်နှစ်ဖာလုံးစုစုပေါင်း69မိုင်နှစ်ဖာလုံးအား BOD စနစ်ဖြင့်နေလာတစ္ဆာကုမ္ပဏီမှဆက်လက်ဆောင်ရွက်ခဲ့ပါလေ။ နေလတစ္ဆာကုံဒီမှာဆောရသောလမ်းမိုင်စုစုပေါင်းအရှိ69မိုင်နှစ်ဖာလုံးအတွက်လမ်းသုံးပြုခကောက်ခံရေးဂိတ်သုံးဂိတ်ထားရှိခဲ့ပြီးတော့လမ်းသုံးပြုခများကောက်ခံဆောင်ရွက်ခဲ့ပါတယ်။စူပါလမ်းမိုင်များနဲ့ပတ်သက်၍စစ်စစ်တင်ပြရမည်ဆိုပါလျှင်ဖြတ်တန်းသွားလာသည့်ယင်းရွေတွင်နေယင်းမျိုးနွယ်မှုအခြေအနေလိုင်လုံးရည်ရွယ်မှုမဖြစ်ချင်းလမ်းမိုင်ကိုထပ်မံအဆင့်တိုးမြင့်တိုးတက်ပြင်ဆင်နိုင်မှုအတွက်အခြေအနေမရှိခြင်းတို့ကြောင့်ဆောက်လုပ်ရေးဝန်ထမ်းများမှလမ်းသုံးပြုခကောက်ခံရေးဂိတ်သုံးဂိတ်စလုံးကို 31ရက်3လ2018ရက်နေ့ည7:00နာရီချိန်ကစတင်ပိတ်သိမ်းခဲ့ပြီးတော့ပြည်သူများကိုအခမဲ့ပြတ်တမ်းဝင်ပြုခဲ့ပါတယ်။ယခုလက်ရှိအခြေအနေမှာတော့အဆိုပါ BOD လမ်းမတစ်ခုလုံးရဲ့ပြန်ဒိန်းလုပ်ငန်းတွေကိုစောက်လို့ရေးဝင်ဌာနမှာတာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။လေးစားအပါတော်ဥက္ကရာကြီးခင်ဗျာစောက်လို့ရေးဝင်ကြီးဌာနအနေဖြင့်ပြည်နယ်ဝရီးတောင်ကုန်းလမ်းပိုင်းအားတာဝန်ယူဆောင်ရွက်သော BOD ကုမ္ပဏီနဲ့ termination agreement လက်မှတ်ရေးထိုးဖို့လိုအပ်ပါတယ်။ကျွန်တော် termination agreement ဲ့တော့ termination agreement landmark ရေးထိုးပြီးမှသာလျှင်ကျွန်တော်နိုင်ငံတော်ကတရားဝင်ပြေပြောင်းရယူပြီးတော့လမ်းပိုင်းများကိုအစဉ်မြင့်တင်ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့အဆိုပါ termination agreement ထိုးဖို့ UD company စာချုပ်ကိုရပ်ဆိုင်းပြီးတော့ကျွန်မဒီနောက်ဆုံးပိတ်မှာကျွန်တော်တို့လမ်းအဆင့်စောက်လူဝင်ဌာနအနေနဲ့ဒီဝေလုံးဝင်ရမဝင်တင်ပြပြီးတော့ကျွန်တော်လမ်းအဆင့်မြင့်တင်ဖို့ကိစ္စအတွက်ကိုတော့စီမံကိန်းနဲ့ဗန္ဒာယီဝင်ဌာနနဲ့ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်းရှင်းလင်းပြချအပ်ပါတယ်ခင်ဗျာ။ မိုက်ပေးပါကျမတို့ဆက်ဆက်မိခွန်မေးမြန်းကိုပြပါရှင်ဟို power point 6နဲ့ခဏိကိုတစ်ချက်လောက်ပြန်ပြပေးပါ power point 6ကျမတို့ဒီမှာဆိုလို့ရှိရင်ကျမဟာဒါလွတ်တော်တဲ့ဗန်ညာနဲ့ငွေကြီးဆိုင်ရာကော်မတီကနေပြီးတော့တဆင့်ဒါလမ်းဦးစီးဌာနကိုမေးမြန်းခဲ့တာဖြစ်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင် next မနောက်ဆုံးမှာကျမတို့လမ်းဦးစီးဌာနကဖြေကြားခဲ့တဲ့အရာရှိပါတယ်ရင်းငွေကဗန်မဆိုင်ရာကာလ9နှစ် အတိုးရင်းဆက်ကာလ၈နှစ်ရှိရင်ဖြစ်အကြီးဆက်ရန်ထုတ်ချစ်ခဲ့ခြင်းဖြစ်ပြီး19ရက်10လ2019ရက်နေ့တွင်ဆေးရောက်ခဲ့သည့်ပထမအရေးအရင်အတိုးငွေ19ရက်10လ2017ရက်နေ့တွင်ဆေးရောက်ခဲ့သည့်ဒုတိယအရင်နှင့် တူအတိုးအရင်ငွေပေးသွင်းခခြင်းမရှိပါတော့ဖြစ်ပါရဲ့ကုမ္ပဏီမှချင်းငွေချက်ခဏိတမ5ဘီလီယံနဲ့အတိုးငွေများအားပုံမှန်ပေးဆက်နိုင်ပေးဆက်နိုင်ခြင်းမရှိသေးသောကြောင့်မြမစည်းဝါရေးဘဏ်မှတရားစွဲဆိုသောမြေချေကြောင့်အခြေအနေရှိပါကြောင်းရှင်းလင်းတင်ပြအပ်ပါတယ်ဆိုပြီးတော့ဖြေကြားထားတာရှိပါတယ်အဲ့ဒီတော့ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းအဲ့ဒီဖြေကြားထားတဲ့ရက်ဟာ2019ခုနှစ်မေလ28ရက်နေ့ကဖြေထားတာဖြစ်ပါတယ်ဒါအခုဆိုလို့ရှိရင်ကျွန်တော်တို့2ရက်8လကိုရောက်သွားပါပြီဒီကိစ္စနဲ့ပတ်သက်ပြီးတော့တရားစွဲဆိုမှုကိစ္စတွေပိုင်းကဘယ်လိုအခြေအနေရှိလဲဆိုတာကိုလည်းသိချင်ပါတယ်ရှင် က်ဆိုင်ရာဝင်ကြီးဌာနကဖြေကြားရန်ဖြစ်ပါတယ်ဒီစားပါတော့ခိုင်းနေကျွန်တော်တို့ဒီလမ်းပိုင်းကြီးကအဲ2010မှာသူတို့စလုပ်တဲ့အချိန်တုန်းကဘန်ကနေပြီးတော့သူပတ်စံချီးခဲ့ပါတယ်ဘန်ကနေပြီးတော့ခွန်တက်သမ5ဘီလီယံချီးပြီးတော့ဆောင်ရွက်ခဲ့တာရှိပါတယ်ရှိတော့အခုကျွန်တော်တို့ကပြန်သိမ်းလိုက်တဲ့အချိန်မှာကျွန်တော်တို့ကတော့မလုပ်နိုင်လို့ပြန်သိမ်းနေကိုကနေကိုဆက်လုပ်မယ်ဆိုတဲ့အချိန်မှာဒီဘန်ချင်းငွေရှိနေလို့ကျွန်တော်တို့က termination agreement ထိုးဖို့မှာအခုကအခက်အခဲတွေ့နေတာဖြစ်ပါတယ် termination agreement ထိုးလိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ကရှင်းပါတယ်ဗျာသူဆိုလိုတာကကျွန်တော်တို့ကရခင်လဲကျွန်တော်တို့ကဒီ BOD community ကိုဒီလိုမျိုးတင်းလိုက်ပြီးတော့နိုင်ငံတော်ကနေပြီးတော့သူတို့မလုပ်နိုင်တော့ဘူးဆိုလိုတင်းလိုက်ပြီးတော့ကျွန်တော်နိုင်ငံတော်ကဆက်လုပ်တာရှိတယ်။သို့တော်လည်းဒီနေရာမှာဘန်ချင်းဝင်တခုကပါနေတာရှိတော့ကျွန်တော်အဲ့ချိန်ခါမှာကျွန်တော်တို့ကဒီဟာနဲ့ပတ်သက်ပြီးတော့သဘောထားမှတ်ချက်တွေကိုရခိုင်ပြည်နယ်စုအဖွဲ့ဘကူတိုင်းဒေသကြီးစုအဖွဲ့နောက်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်စီမံကိန်းနဲ့ဗန်ဒိုင်းဝင်ချလာတယ်။သဘောထားမှတ်ချက်များအခုမေးတဲ့အချိန်ကျတော့ ီဖန်ကြီးငွေကိစ္စကိုရှင်းလင်းရှင်းလင်းပေးရမယ်ဆိုတဲ့အချက်ပါလာပါတယ်။ပါလာတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီနေလတ္တဆာကုမ္ပဏီကိုကျွန်တော်တို့ဟိုဟိုကျွန်တော်တို့ကနေစာနဲ့မေးလိုက်ပါတယ်။ဒါကိုရှင်းမှာဆိုတော့နေလတ္တဆာကုမ္ပဏီကသူဒီစုစုပေါင်း2010ကနေအခုအချိန်ထိသူဒီရင်းနှီးမြှုပ်နှံထားတဲ့ဘီလီယံပေါင်းနေ18ဘီလီယံကျော်ရှိတယ်။တရားမလို့ဒါနဲ့ပတ်သက်ပြီးတော့သူကအတိုးပေးထားတာနိုင်ငံတော်အတိုးပေးထားတဲ့ဘီလီယံက4ဘီလီယံကျော်သူတို့ရှိတယ်။အဲတော့ ဂျားထဲမှာကဒီတစ်နှစ်တစ်နှစ်ကို तू อ่ะအတိုးอ่ะ3800လောက်ပေးရတယ်အဲ့တော့ဒီကကောက်ခံရရှိတဲ့ငွေကြေးอ่ะ3000ကျော်ပဲရတဲ့အတွက်ဒီရက်နှစ်ခုอ่ะဒီ balance မဖြစ်တဲ့အတွက် तू อ่ะ day wali ခံတဲ့သဘောပါဆိုလိုတာကတော့ဓာကြီးတစ်ခုလုံးကိုနိုင်ငံတော်ကပြန်ယူပြီးတော့ကျွန်မအစီမံခံွဲပေးပါဆိုတဲ့အတွက်အဲ့ဒီအဲ့ဒီအခြေအနေမျိုးမှာဟိုတင်ပြလာတာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဂျားထဲမှာဒီတိုင်းနေရင်ဒီပြည်သူတွေပဲ လမ်းမဆက်သွေးရအခက်အခဲဖြစ်မှာဆိုလို့ဒီအခုချိန်မှာကျွန်တော်တာမန်ပြင်တင်းလေးပြင်တင်းလုပ်ငန်းတွေကျွန်တော်ဆောင်ရွက်လျက်ရှိပါတယ်အဲ့ဒီတခုလုံးလမ်းအဆင့်မြင့်ဖို့တော့ကျွန်တော်တို့ကနိုင်ငံတော် budget ထည့်ဖို့ဒီကျွန်တော်တို့ရဲ့ဒီငွေလုံးဝင်ရေး budget ထည့်ဖို့ဆိုရင်တော့ termination agreement ကျွန်တော်တို့ဟိုထိုးဖို့လိုအပ်ပါတယ်။ဒါကြောင့်မလို့ termination agreement ထိုးဖို့စီမံဘဏ္ဍာဝေးဌာနနဲ့ညှိနှိုင်းအခုချိန်မှာတော့ညှိနှိုင်းဆွေးနွေးနေပါတယ်။ဆွေးနွေးတဲ့အခါကျတော့စီမံကိန်းနဲ့ဘဏ္ဍာဝေးဌာနအချမ်းဟိုပြောတာဂျားထဲမှာကျွန်တော်တို့လည်းဆွေးနွေးပါတယ်။ဆွေးနွေးတဲ့အခါကျတော့ ်သူတင်ပြတဲ့သူကတင်ပြထားတာသူရင်းထားတာ16ဘီလီယံရှိတယ်အဲဆိုရဲကကျတော့ဒီဟာနဲ့ပတ်သက်ပြီးတော့လဲဟုတ်မဟုတ်ဒါဒီကျွန်တော်တို့ကသူဟာသူဒါလည်းရှိချင်မှရှိမယ်ဒါကိုဒါကိုပြန်စစ်ဖို့အတွက်ကိုကျွန်တော် third party ဆိုပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံအိန္ဒိယအသင်းကိုကျွန်တော်တို့ကဝင်ရောက်စစ်စစ်ပေးပါဆိုပြီးကျွန်တော်တို့ကဟိုဟိုညှိနှိုင်းထားပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ termination agreement ဖိုးပြီးမှသာလင်ကျွန်တော်တို့ကဒီဟာကိုဆုံးရမှာဖြစ်ပါတယ်အခုကတော့ဒါနဲ့ပတ်သက်ပြီးရှင်းနေကြုံရုံးကိုကျွန်တော်တို့ ဟိုမေးလိုက်ပါတယ်မေးတဲ့အခါကျရှင်းတိကျယုံကတော့ဒါနဲ့ပတ်သက်ပြီးတရားဆွဲဆိုသွားရမယ်ဆိုပြီးတော့ပြောပါတယ်တရားဆွဲတာကတော့ဘယ်သူကဆွဲရမလဲဆိုဘန်းကနေဆွဲရပါမယ်ဘန်းနေဒီနေလာတစ္ဆာကုမ္ပဏီကိုတရားဆွဲရပါမယ်တရားဆွဲပြီးတော့ကျမဒီတရားယုံမှာရင်ဆိုင်ရမယ်ဆိုပြီးတော့ပြောထားပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီတရားဆွဲဖို့ကိစ္စတွေရောနောက်တော့ကျန်တဲ့ကိစ္စတွေရောအားလုံးကကျွန်တော်တို့ ਨੇ စီမံပဏာဝင်းဌာနနဲ့ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ် termination agreement မူလကလေးကမရေးထိုးတာလို့ပေါ်ပေါက်လာတဲ့ပြဿနာဆိုရင်လည်းဒါမမပါဘူးဆိုတော့အခုတရားဆွဲဖို့ကတော့ဘိုးဘပိုင်းအားနေပြီးမှဆက်လက်ဆောင်ရွက်ဖို့ဖြစ်တယ်ဆိုတာပဲသိရှိရပါတယ်အဲ့ဒါကိုလည်းဒါနိုင်ငံတော်ရဲ့အကျိုးသိပွားဖြစ်တဲ့အတွက်တက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ညှိနှောင်းဆောင်ရွက်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်